ဆက်မပြောနဲ့လူတော်ကတလောက်ထိကြီးများနေတယ်မိမမရသေးတာဆက်ခါပူရွေးတာပေါ့ကျွန်တော်ကျွန်တော်ကအလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကိုလုံနိုင်တဲ့ဟာပဲအဲလက်ခံတယ်ကိုလုံနိုင်တဲ့အပေါ်မှာပဲဟိုရွေးချယ်တယ်ဆိုတော့ဟိုကျွန်တော်မလုံနိုင်ဘူးလို့ကိုကိုကိုတတ်မှတ်လိုက်တဲ့အရာတွေကျွန်တော်ကလုံလည်းမလုံပတ်လည်းမပတ်တယ်ကြီးများတယ်ဆိုတာဥမာကျွန်တော်ပြောချင်တာဇလန်းဇလန်းအာဇလန်းတစ်ခုကိုကျွန်တော်ချင်းကတ်တော့မယ်ဆိုရင်ကျွန်တော်အချိန်ကာကာစဉ်းစားပြီးမှကျွန်တော်လက်ခံလာတယ်အဲ့လိုမျိုးပြောချင်တာဒါခဏဆိုတာနည်းနည်း ဝင်ငါဝုဒီမဟုတ်တော့ဘူးအတိတ်တရားဝုဒီဖြစ်တော့ကြီးွာရှင်းမှာကျွန်တော်တို့အတ္တလုံဆိုရဲဇလန်ရဲတကားကိုဒီဒီဒရိုက်တာအဂမန်နဲ့ရိုက်ခဲ့တယ်ပေါ့နော်ရိုက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့နောက်ထပ် project တစ်ခုလည်းလုပ်မယ်ဆိုတာအဲ့ဒီကရည်မှန်းထားရှိပါတယ်ဆိုတော့ ဒီနှစ်ထဲမှာ trader အကမှန်နဲ့နောက်ထပ်ဒါဇလန်တွဲလေးတစ်ခုပေါ့နော်ထပ်ပြီးတော့ໃຊ້ကြမယ်ဒါပေမဲ့ဒီခါမှာတော့ကျွန်တော်တို့ကဒီစုံမှတ်ဇလန်တွဲလေးကဒီအခြားအိန္ဒိယအမျိုးတမဲပုံစံလေးဒါနော်ဆိုတော့ crocker ပုံစံလေးလည်းပါမယ်ဆိုတော့အချိန်မှာ အဲဇလန်းလေးကိုလည်းနားထောင်နေတော့ဖလက်ဖက်ကြည့်ရချိန်မှာသဘောကျပြီးတော့ကျွန်တော်တို့ဒါကြိုးစားကြတာပေါ့အဲ့တော့ကျွန်တော်တို့တွေအခုဆိုရင်ဒီဇလန်းတွေတွေမှာလည်းခုနောက်ပိုင်းတွေမှာ တော်တော်လေးကိုကြိုးစားပြီးတော့မှစီစဉ်တက်ဆက်လာတဲ့ presentation ကောင်းကောင်းလေးတွေအများကြီးတွေ့ရတယ်ပေါ့နော်တွေ့ရဆိုတော့ဒီဇလန်းတွေလေးကလည်းဒီကတော့ director အက္ကမန်ကသူဖန်တီးခြင်းတဲ့ပုံစံလေးပေါ့နော်သူတို့လိုပုံစံလေးတွားခြင်းနဲ့ဇလန်းလေးကလည်းကျွန်တော်တို့မထင်ထားတဲ့အတွေ့အကြုံ အများကြီးမြုပ်ကွက်တွေအများကြီးပါတယ်ဇာတ်လမ်းလေးတွေဖြစ်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုဇာတ်လမ်းလေးမှာတရုပ်ဆောင်ရတာသဘောကျပါတယ်ဆိုတော့ကျွန်တော်ဒီကားလေးမှာပါဝင်ဖို့အတွက်ဆင်ခဲ့ခဲ့တာကျွန်တော်အလုပ်လုပ်ဖြစ်တဲ့သူတွေကကျွန်တော်ယုံကြည်တဲ့လူတွေပဲဆိုတော့အလုပ်လုပ်ဖြစ်တာများပါတယ်ဒီနေ့ပိုင်းကျမှယုံကြည်ရဆိုတာကဟိုအလုပ်ပေါ်မှာထားတဲ့စိတ်တွေရောတာဝန်ခံမှုတာဝန်ယူမှုတွေရောပေါ့နော်အကုန်လုံးဒီဒါဆိုဒရိုက်တာအဂမန်တို့ပါလို့ဆိုကျွန်တော်တို့နဲ့ကတိခဲ့တာလုံးနေတဲ့ဆယ်စုနှစ်တခုတွေကအဲသူ့ရဲ့ position တခုနောက်တခုအနေနဲ့တော့တိခဲ့ပြီးတော့မှဒီနှစ်ပိုင်းကျမှသူက ရိုက်တာတယောက်အနေနဲ့ပြန်ပြီးတော့လုပ်တစ်ခုကိုကောင်းကောင်းလေးလုပ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တို့ဒါဆက်ပြီးတော့လက်တွဲဖြစ်တာပေါ့ခုနဒီမှာလေးမေးသလိုပဲဟိုလူအစ်စ်ပေါ့နော်အစ်စ်ပဲဖြစ်ဖြစ်အဲလူပညာရှင်တေးဥဆောင်ပဲဖြစ်ဖြစ်ဒီအဲစက်မှုပညာရှင်ပဲဖြစ်ဖြစ်ဒီရိုက်တာပိုင်းပဲဖြစ်ဖြစ်အစ်စ်တွေနဲ့လုပ်တွဲလုပ်ရတာရင်ခုန်လဲရင်ခုန်ပါလားနောက်ပြီးကြတော့ရင်မက်လဲတော်တော်လေးနီးရတယ်ဆိုတွေ့ခဲ့ရပါတယ်စူးစမ်းနေတဲ့သူတယောက်တော့ကဘရောမရက်တက်နေတဲ့သဘောလေးပေါ့နော်ဆိုတော့ဝမ်းသာပါတယ် တေးဥဆောင်တာနဲ့ပတ်သက်ပြီးကတော့ driver ကပဲသူ့ကိုလိုအပ်တာညွှန်ရပါလိမ့်မယ်ကျွန်တော်တို့က prima တော့လိုအပ်တဲ့စကားတွေတော့ပြောတာကြီးအမြင်သားတွေတော့ရှိပါတယ်ဆိုတော့ဟိုကျွန်တော်အပေါင်းရင်ရှိသမျှတေးဥဆောင်တွေအားလုံးကစူးစမ်းမှာပေါ့ဗျာစက်ကောင်စီရေးပြီးပြီဟုတ်ကျွန်တော်အရှိမအတက်လုံရိုက်တော့ကျွန်တော်သဘောကျအချက်တွေအများကြီးရှိတယ်ဆိုတော့ဒီအလုပ်ပေါ်မှာသူထားတဲ့ပုံစံတွေအဲတာဝန်ခံမှုတာဝန်ယူမှုတွေ ဲအဲ့ဒါတွေကကျွန်တော်သဘောကျတယ်ပေါ့နော်အထူးကသူ့ကြောင့်လက်ခံပြုတယ်နောက်သူပြောလာတဲ့အပေါ်မှာမဒီဇလန်းလေးကကျွန်တော်နဲ့လိုက်ဖက်တယ်အသက်အရွယ်နဲ့လည်းလိုက်ဖက်တယ်နောက်ကိုကိုရိုင်းလည်းလုံနေကြပုံစံတွေပဲလားဆိုတော့မဟုတ်ပဲနဲ့ကွဲထွက်ပြီးတော့လုပြလို့ရတဲ့ပြေဆောင်ဟန်ပန်တွေလည်းရှိတယ်ဆိုတော့ကျွန်တော်အဲ့အတွက်ရင်ခုန်ပြီးလက်ခံပြုတာပေါ့ကွာသူနာမည်ကဒီပါအဲကွာသူရသောတာပညာတတ်တယ် တချို့ဇလန်ဒီထဲမှာပါတဲ့ဇလန်ဇက်ကွက်တွေကြတော့ကျွန်တော်အဲဆိုတော့လေမြုပ်ွက်တွေများတော့လေကျွန်တော်အဲ့လောက်ပဲပြောလို့ရမှာဗျာဘာလို့လဲဆိုတော့အဲအဲ့ဒီမိသားစုတစ်ခုပေါ်မှာပဲအခြေခံပြီးတော့ဖြစ်သွားတဲ့ဟာလေးတွေပေါ့နော်ဆိုတော့အဲမတင်ထားတဲ့ဟာလေးတွေပါတယ်ဗျာဆိုတော့အဲ့လောက်ပဲကျွန်တော်ပြောလို့ရမှာဗျာကျွန်တော်တို့ partition ကအဲ့ဒီဘက်အချမ်းကိုအရင်မရောက်ဘူးဗျာဆိုတော့ကျွန်တော်နဲ့ပြောလို့ရတာတော့ကျွန်တော်နဲ့ဒီ ါဒီပါနဲ့ဒီထုံးမင်းရုပ်ဆောင်မဲ့ character တွေကအဲ့လိုမထင်ထားတဲ့ညီကိုတန်ရုံးစဉ်ညီကိုတွေဖြစ်နေတာလေးတွေပါတယ်ဆိုတော့အဲ့မဲ့ခုနမေးရောက်ဖြေရမယ်ဆိုရင်တော့အိန္ဒိယ culture ဘက်တော့ကျွန်တော်မရောက်ဘူးခင်ဗျဒီဇိုင်းနဲ့မနော်လေတကူတကကြီးကျွန်တော်အနေနဲ့ကဟာအခုတော့လူတွေရောက်ဓာတ်ရိုက်နေတယ်ငါတော့ဓာတ်မြိုက်ဘူးပါဆိုတော့မရှိပါဘူးကျွန်တော်ကျွန်တော်အပေါ်မှာလာရောက်ကမ်းလှမ်းတဲ့ဇလန်းလေးတွေနောက်ပြီးတော့ကျွန်တော်စူးစမ်းခွင့်ရမယ်ဇလန်းလေးတွေကဒီလိုပုံစံလေးဖြစ်နေတာပေါ့နော်အဲအဲ့လိုတော့ပြောလို့ရပါတယ် ်ဆက်မပြောနဲ့လူတော်ကတလောက်ထိကြီးများနေတယ်မိမမရသေးဘူးဆက်ခါပူရွေးတာပေါ့ကျွန်တော်ကျွန်တော်ကအလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကိုလုံနိုင်တဲ့ဟာပဲအဲလက်ခံတယ်ကိုလုံနိုင်တဲ့အပေါ်မှာပဲဟိုရွေးချယ်တယ်ဆိုတော့ဟိုကျွန်တော်မလုံနိုင်ဘူးလို့ကိုကိုကိုတတ်မှတ်လိုက်တဲ့အရာတွေကျွန်တော်ကလုံလည်းမလုံပတ်လည်းမပတ်သက်ကြီးများတယ်ဆိုတော့ဥမာ ျွန်တော်ပြောချင်တာဇလန်းဇလန်းအာဇလန်းတစ်ခုကိုကျွန်တော်ချင်းကတ်တော့မယ်ဆိုရင်ကျွန်တော်အချိန်ကြီးကာကစဉ်းစားပြီးမှကျွန်တော်လက်ခံလာတယ်အဲ့လိုမျိုးပြောချင်တာဒါခုနဆိုတာနည်းနည်းဝင်လာဦးဒီမိုတော်ရယ်အတိတ်ပြဝူဒီဖြစ်တာကြီးွာပရိုဒျူဆာကြီးဒရိုက်တာကြီးပေါ့နော်အဓိကဒါပြည်မနိုင်ငံမှာပြမယ်ဆိုပရိုဒျူဆာ line နဲ့ဆိုင်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့နိုင်ငံခြားမှာပြမှာပဲဖြစ်ဖြစ်တခြားကျုပ်တန် line တွေမှာလွှတ်မှာပဲဖြစ်ဖြစ်ဆိုတဲ့စိတ်သက်ဒီစကားပေါ်မှာပေါ့နော်ပြင်ဆင်မှုအားထုတ်မှုကတော့အတူတူပါပဲအဲဒီတစ်ခုတော့ရှိတာပေါ့ ကျွန်တော်တို့တခြားနိုင်ငံတွေမှာပြမှာဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ကူးရေးနဲ့ပတ်သက်တဲ့စက်ပစ္စည်းမိခန္ဓာတွေကတော့ဒါ production ဘက်ကဖန်တီးမဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်တို့ကတရုတ်ဆောင်တာနဲ့ပတ်သက်ရင်တော့ဇက်ကောင်စရိုက်ပြီးပြောင်းမယ်ဒီကကျိုးစားအထောက်အပံ့ပါပဲအဲဒီဇက်ကားလေးကကျွန်တော်တို့ဘောနော်မမြင်နေကြပုံစံဒီထဲကနေမှာ presentation ကောင်းကောင်းလေးနဲ့ကွဲထွက်ပြီးတော့ဇလန်းဇက်အင်ကြီးကြီးနောက်ပြီးတော့ကျွန်တော် casting နေလဲကောင်းကောင်းလေးရွေးပြီးတော့ရိုက်မယ်ကားလေးလည်းဖြစ်တယ်ဆိုတော့ဇလန်းတွဲပါအပိုင်း20ပါ ဒီစကားလေးကိုစုံမှတ်လို့အမိပေးထားပါတယ်ဆိုတော့ကျွန်တော်စုံမှတ်ဖွဲ့တာလေအားလုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ်အဲကြည့်ရှုအားပေးဖို့အတွက်အခုတည်းကကျွန်တော်တို့တန်ကြောင်းခေါက်တာပါတယ်ဖိတ်ခေါ်ထားပါတယ်ကျေးဇူးပါ